ဖြူကောင်းလေးဟန်တခါကရွာငယ်လေးတရွာမှာလေသမားကြီးတယောက်နဲ့သူ့ဇနီးတယ်တို့ကအတူတူနေထိုင်ခဲ့ကြပါတည်းသူတို့မှာရောင်ရဲကျင်နဲ့စွာနေထိုင်နိုင်ဖို့အရာအလုံးရှိနေခဲ့ပြီမဲ့လိုအပ်နေတာကတော့တာသမီပါပဲသူတို့ဘလောက်ပျော်နေတယ်လဲကြည့်လိုက်စမ်းပါအောင်ရှင်သူတို့ရဲ့အိမ်ဟာရေမောတန်တွေပျော်စရာတွေနဲ့ပဲပြည့်နေနေရောကျမတို့အိမ်ကတော့ပြောင်းပွေတွေအာလူးတွေနဲ့သာပြည့်နေတယ် ငါသိတာပေါ့ငါလည်းပဲကလေးတယောက်လိုချင်မိပါတယ်ခြေဖွားတိတိလေးတွေရဲ့လမ်းလျှောက်တန်လေးတွေကြားရဖို့ပေါ့ဟုတ်ပါဟုတ်ပါသူတို့တွေအိမ်လိုလေဟာဟာသူတို့တွေကိုဖြူကောင်တွေကပိုင်တာမိမရဲ့ဟင်းဖြူကောင်ပဲဖြစ်နေပါစေဩကျမကတော့ကျမရဲ့ကလေးသားဆိုရင်ဘလို့နေနေချစ်မှာပဲအချိန်အနည်းငယ်ကြာပြီးတဲ့နောက်ဇနီးတဲ့ဟာတားယောက်ကြားလေးတူကိုဖွာမြင်ခဲ့ပါတယ် ဒါပေမဲ့တခုခုတော့ထူးဆန်းနေပြီဆိုတာသူမရဲ့အမျိုးသားကတတိထားခဲ့မိတာပေါ့အဲ့ဒါဘာတွေလဲသူမျက်နှာကကွဲပြားမနေဘူးလားကျမတော့မသိဘူးမနေ့ပြန်ကြမှာဆရာဝန်ကို မေးကြည့်ကြတာပေါ့အဲ့လိုပြောလိုက်ပေမယ့်လင်မယားနှစ်ယောက်ဟာဆရာဝန်စီဘယ်တော့မှမသွားဖြစ်ခဲ့ပါဘူးဇနီးတဲ့ဟာသူမရဲ့ကလေးဖြူကောင်လေးဖြစ်နေအောင်ချက်မဲဆိုတဲ့ဂတိပေးခဲ့ဘူးပါတယ် တကယ်ကိုကလေးကဖြူကောင်းလေးဖြစ်နေကြတာပါကလေးလေးရဲ့နောက်ကျောပြင်ပေါ်ကအမတ်အသားတွေဟာ တပြေးပြင်းနဲ့စူးတောင်တေးသေးလေးတွေအဖြစ်ပြောင်းလဲကြည်ထွားလာခဲ့ပါတယ်အခုဆိုရင်သူ့ရဲ့မျက်နာလေးဟာ ဖြူကောင်းပေါက်စလေးပုံစံပေါ်လာခဲ့ပါပြီဒါပေမဲ့သူ့ရဲ့အောက်ပိုင်းကိုယ်ရဲ့တချမ်းကတော့လူသားအစိပ်ပိုင်းသာ ဖြစ်နေကြတာပေါ့ငါတို့သူ့ကိုဘယ်လိုပြောထောင်ကြမလဲ ရှင်ကလည်းကလေးတယောက်ကိုပြုစုပြောထောင်တဲ့ပုံစံအတိုင်းသူ့ကိုပြောထောင်ကြရမှာပေါ့ချစ်ချင်းမြတ်တာအပြင်းနဲ့လေသူ့ကို hands လို့ခေါ်ကြရအောင်မိသားစုကပေးတဲ့အချက်တွေနဲ့အတူ hands ကကြီးပြင်းအရွယ်ရောက်လာခဲ့ပါတယ်ဒါပေမဲ့လေသူ့ရဲ့ဇူးထောင်တွေကြောင့်သူ့ကိုဖက်တာထိတွေ့တာမျိုးတွေတော့လုံးလုံးမရခဲ့ကြပါဘူးမီးလင်းဖို့အနီးကကောက်ရိုးပုံပေါ်မှာအိတ်ဆက်ရတာကို သူကသိကြပါတယ် ဟန်းစီတားလေဇွန်းတုံးလို့မရဘူးလားအမေဇွန်းတုံးရတာကတားအတွက်အဆင်မပြေဘူးတခြားလူတွေကလေးတွေဖြစ်ဖြစ်ဟန်းစီရဲ့ပုံသဏ္ဍာန်ကိုလက်သင့်မခံကြပါဘူးအရွယ်ရောက်ပြီးသားသူတွေကတော့ဖယ်ကျင်ကြပါတည်းဟဲ့ငါတားနာကတ်မနေနဲ့ခဝဝေးသွားစမ်းဘီလူးကောင်လေးအမြဲတမ်းလိုလိုတယောက်တည်းဖြစ်ခဲ့ရတဲ့ဟန်းကအဖော်ပေါင်းတွေကိုခုံမင်းရှာတာပေါ့ကွယ်သူအနေနဲ့ ဒီနေရာမှာအဖော်ကောင်းရှာဖွေလို့မရနိုင်ဘူးဆိုတာကိုလည်းသူသိနေခဲ့ပါတယ်။ဒါကြောင့်ဒီကနေထွက်သွားဖို့ဆုံးဖြတ်လိုက်တာပေါ့။သူ့ရဲ့ဆုံးဖြတ်ချက်ကြောင့်မပျော်ရွှင်ဆုံးသူကတော့သူ့ရဲ့အမေဖြစ်ပြီးနှုတ်ဆက်လက်ဆောင်လေးတစ်ခုလည်းဟန်စ်ကိုပေးခဲ့ပါသေးတယ်။အဲ့ဒီလက်ဆောင်လေးကတော့ဆဲသီးလေးပဲဖြစ်ပါတယ်။ဒါလေးကလှပါတယ်အမေ။ဒါပေမဲ့တားတာကိုမယူသွားနိုင်ပါဘူး။ ဒါကသူ့အချိန်တကူကြရင်တားကိုအံ့ဖွယ်ဖြစ်ရဲ့တကူပေးမယ်စမ်းချက်တဲ့ဆွဲသီးလေးပဲတားရဲ့အဲ့ဒါပြီးရင်ဆွဲသီးကကွဲကျေသွားမှာ အမေအတွက်တွေးပြီးအဲ့ဒါကိုတားယူကိုယူသွားရမယ်နော်ကျေးဇူးတင်ပါတယ်အမေဒီမှာတားတောင်းဆိုထားတဲ့အရာတချို့အဆင်သင့်ဖြစ်ပြီးအဲ့ပလွေရဲ့ကျမတချို့နဲ့စိတ်ရဲ့မြီးတကောင်ရဲ့အမ်ပြီးတော့ငှက်ကလပ်အုပ်ကြီးတကောင်ရောပေါ့ကျေးဇူးပါအဖေတားသွားပြီနော်နှုတ်ဆက်ပါတယ် ဟန်စ်ကလက်ကိုဝေရန်နှုတ်ဆက်ရင်းငှက်ကလတ်အကြီးကိုစီးသွားခဲ့ပါတယ်။သူ့ရဲ့ကိုပိုင်ဘဝနဲ့အနာဂတ်ကိုရှာဖွေဖို့မိဘတွေကို ချန်ထားခဲ့ရတာပေါ့။နိုင်ငံတွေနဲ့နေအိမ်တွေအများကြီးစီကိုတွားရောက်လဲပတ်ခဲ့ပေမဲ့သူ့ကိုဘယ်သူမှဘယ်တော့ငါမှ မကြိုဆိုခဲ့ကြပါဘူးတဲ့။ခင်မင်းရင်းနှီးဖို့အတွက်ဟန်စ်ရဲ့ပုံပန်းတွင်ပြင်ဟာသူတို့အတွက်လက်ခံရခဲ့နေခဲ့ကြတာပေါ့လေ။ ဘယ်သူမှသူ့အနီနာကိုမသွားကြသလိုအင်းဆက်မှာကြောတဲ့အကြည့်တွေနဲ့သာလှောင်ပြောင်ဆက်ဆံကြပါရဲ့ဟူးတငယ်ချင်းရှာဖို့အဆင်မပြေဘူးသူတို့ကငါ့ကိုအလွယ်တကူဝေဖန်ကြတာပဲငါသာဝေးဝေးမှနေပိုကောင်းလောက်မယ်ထင်ပါတယ်အိုင်လုံးနေလာအတော်ကြာသွားပြီးတဲ့နောက်ဟန်စ်ကတစ်သားအိမ်လေးတစ်လုံးကိုတော်ရဲမှာပဲသူ့ဘာသာစောက်ပြီးအထီးကျန်ဘဝနဲ့နေထိုင်ခဲ့ရတာပေါ့ကျဲဦးနဲ့နွားနိုတွေကို ်မြို့ထဲမှာတိတ်တဆိတ်ရောင်းချခဲ့ပြီးကုန်စုံပစ္စည်းတွေနဲ့အလဲလဲလုပ်ခဲ့ရပါတယ်။ဟန်စ်ကငှက်ကလေးအပေါ်မှာတက်ထားရင်တော်ရဲကတိတ်ကိုင်းခန့်နှိမ့်နေပေါ်မှာတူရိယာတီးမုတ်အချိန်ကုန်တတ်ပါတယ်။တနေ့တော့ဘယင်တပားကတစ်တောအုပ်ကိုဖျက်တမ်းလာခဲ့ပါတယ်။ရှောက်လေနေရင်လမ်းပြောက်သွားတဲ့ဘယင်ကစိတ်တုန်နေကြတာပေါ့စိတ်ရှုပ်ဖို့ကောင်းလိုက်တာဒီထဲကနေငါဘလို့ထွက်ရမှာလဲဘာလဲဟာ တယောက်ယောက်ရှိတဲ့ပုံပဲငါတို့အကယ်ခံရကောင်းလောက်ပါရဲ့စစ်တီတော်မြင်းကိုစီနင်းပြီးဂီတာတန်ကိုခန်းစားကနောက်ဆုံးတော့ဟန်းရဲ့အနာကိုရောက်သွားခဲ့ပါတယ်ငှက်ကလေးအုပ်ပေါ်မှာထိုင်ကဂီတာတင်းမုန်နေတဲ့လူတစ်ပိုင်းဖြူကောင်တစ်ပိုင်းဟန်းစ်ကိုငေးကြည့်နေပြီးဘယင်ဟာအံ့ဩတောင်လုံးနေကြတာပေါ့အဟမ်းဟယ်လိုငါလမ်းပြောင်းနေလို့ဒီတတော်တဲကထွက်ဖို့လမ်းကိုညွှန်ပေးနိုင်မလားဟန်းစ်က ဘယင်ကိုကြည့်ပြီးသူ့ဘာသာတွေ့တော်နေပါတယ်။ဒီလူကဘယင်တပါးပဲ။သူကတခုခုအကူအညီတောင်းလာခင်အပြန်အလှန်နေနဲ့ငါလည်းတခုခုပြန်တောင်းဆိုလို့ရလောက်မှာပဲ။ဘယင်ဆိုတာသူ့ခရီးကိုသူဖျက်ယိုးထုံးစံမရှိဘူး။ကျွန်တော်ကူညီပါမယ်။ဒါပေမဲ့တခုခုတော့ကျွန်တော်ဘက်ကနေတောင်းဆိုချင်ပါတယ်။ဘာပဲဖြစ်ဖြစ်ပေါ့ကွာငါအာမခံပါတယ်ပြောပါ။အပြန်အလှန်အနေနဲ့ဘယင်ကြီးကိုပထမဆုံးလာနှုတ်ဆက်မဲ့သူဟာကျွန်တော်အဖော်ပေါင်းအဖြစ်ကျွန်တော်နဲ့အတူလာနေရပါမယ်။ ဘယင်ကြီးကတွန်းဆောက်သလိုအနှင်းငယ်ဖြစ်သွားပေမဲ့လက်ခံသဘောတူညီပြီးသားဖြစ်နေကြတာမို့ညင်းမရတော့ဘူးပေါ့ကွယ်တစ်တောင်းတဲကထွက်တယ်လန်းကိုဟန်စ်ကပြသလမ်းညွန်ပေးခဲ့ပါတယ်မကြခင်မှာဘယင်ဟာသူ့နန်းတော်စီကိုပြန်ရောက်ခဲ့ပြီးနန်းတော်နဲ့ဤတစ်ထက်နေလာတော့ပုံရိပ်နှစ်ခုဟာသူ့စီကို အပြေးလာနေတာကို မြင်လိုက်ရပါတယ် ။တစ်ခုကတော့သူ့ရဲ့ခွေးလေးရူဒီဖြစ်ပြီးနောက်တစ်ယောက်ကတော့ဘသူများပါလဲကွယ်။ကာလာရင်အိုးမလာနဲ့အောင်။အဖေရင်အိုးသမီးလေးမလာနဲ့ရူဒီကောင်းလေးရင်လာလာလာ။နာမည်ခေါ်လိုက်တော့ခွေးကလေးဟာအရှိကိုခက်တွက်တွက်ပြေးလာခဲ့တာပေါ့။ရူဒီရင်လာလာမဟုတ်ဘူးလေ노ခွေးကလေးကအလေမာရင်ရက်နေခဲ့ပြီးကာလာကတော့သုံးမဖခင်ရဲ့ရင်ခွေနယ်ကိုပြေးဝင်လာခဲ့ပါတည်း။ အဖေဘာလို့သမီးအစရူဒီနဲ့တွေ့ရမှာကို ပေါ်ပြောနေတာလဲအိုးကာလာရဲ့ဘယင်ကြီးကကာလာကိုအချောင်းဆုံးပြန်ရှင်းပြခဲ့ရတော့တာပေါ့ကောင်းပါပြီအဖေရဲ့ဂရိကဂရိပဲဆိုတော့အဆင်ပြေပါတယ်အချိန်ကျတဲ့အခါသမီးသူ့စီကိုသွားလိုက်ပါမယ်ရက်သက်တစ်ပတ်နင်းနေကြာသွားပြီတဲ့နော်ဟန်စ်ကနန်းတော်စီရောက်လာခဲ့ပါတယ် ကာလာကသူမရဲ့ပိုင်ဆိုင်မှုအနေချင်းကိုယူပြီးသူနဲ့အတူနေဖို့ထွက်လာခဲ့တော့တာပေါ့ဟူးမောလိုက်တာမင်းအတွက်အခန်းတက်တက်လုပ်ပေးထားတယ်နော်တတ်နိုင်သလောက်တော့ကောင်းအောင်ကြိုးစားလုပ်ထားပါတယ်အမ်ချစ်စရာလေးပါအချိန်ကြာလာတော့ကာလာကအိမ်အလွမ်းဝေဒနာခံစားလာရပြီးဖခင်နဲ့မိခင်မြေတာကိုတန်းတလာခဲ့တော့တာပေါ့အိုးငါသူတို့ကိုလွမ်းလိုက်တာ Hans ကကာလာကို သူတတ်နိုင်တလောက်ပြောအောင်ထားဖို့ကြိုးစားပါတယ်။တခဏချင်းမှာပဲသူမဟာအိမ်မှာနေရတဲ့ခံစားချက်မျိုးရလာခဲ့တာပေါ့။ကျေးဇူးတင်ပါတယ် Hans ရေ။ရပါတယ်။ဒီနေ့ငါမျိုးသေးသွားမလို့အဲ့ဒါကြောင့်ကျမရှင်နဲ့လိုက်ခဲ့လို့ရနိုင်မလား။အာ okay ပါ။သူတို့နှစ်ဦးသားမြို့ထဲကိုထွက်လာခဲ့ကြပြီး Hans ကတော့ဝိယုံအပြည့်ခြုံထားခဲ့ရတာပေါ့ ကာလာကဟိုကြည့်ဒီကြည့်စူးစမ်းနေတော့ဟန်စ်ကသူ့ရဲ့လုံနေကြအယောင်ဝဲကိုလှုပ်ခဲပါတယ်။လှုပ်ရှားရှိတာမြင်မြန်လှုပ်ပြီးသွားတော့ဗျာ။ခမ ्या ကြောင့်ကျောက်ရဲ့ဝဲသူတွေကြောက်နေကြပြီ။ဒါဒါပေါ့ဗျာ။ခုနကဘာဖြစ်တာလဲ။အော်ဘာဘာမှမဟုတ်ပါဘူး။စိတ်မပူပါနဲ့။အိုးလေကသူ့ဝဲယုံကို ဖြတ်တိုက်သွားပြီးသူ့မျက်နာကို ဖြတ်သွားဖြတ်လာတွေကမြင်သွားကြတာပေါ့။တချို့တလေကတော့ကြောက်ရွံ့နေကြပြီ။ တချို့ကတော့ပြည့်ရည်ပြုတ်တယောကြပါတယ်ဘီလူကြီးပဲဝဲဝဲကိုထွက်တာစမ်းကွာနင်းကမြရရာဆဆကာလာရဲ့လာပါကွာ သွားချစို့သူတို့အိမ်ပြန်ရောက်လာတော့ဘဝတက်လျှောက်လုံးအခုလိုပုံစံနဲ့ဆက်ဆံခံလာရတဲ့ဟန်စ်ကိုနားလဲသွားပြီးကာလာကဝန်းနေလာခဲ့ပါတယ်ငါလဲအစပိုင်းကအဲ့လိုပဲဖြစ်ခဲ့သေးတာပဲ။ तू ဘာလို့အဖို့အရန်လိုအပ်တယ်လဲဆိုတာအံ့ဩစရာတော့မရှိတော့ပါဘူး။ဟန်စ်က တမရှိနေလို့အတော်ကလေးပျော်ရွှင်နေခဲ့မှန်းတော့ကာလာဟာမသိခဲ့ပါဘူးတယောက်ကိုတယောက်ပိုကောင်းကောင်းနားလေလာလေနှစ်ယောက်သားရင်ဘတ်ချင်းနှိဆက်လာလေပေါ့အချိန်တွေကုံဆုံးလာခဲ့ပြီးကာလာအမေမိဖုရားချင်းဟာ အလွန်အင်မတန်ဒေါသထွက်နေခဲ့ပါတယ်လူတစ်ပိုင်းဖြူကောင်တစ်ပိုင်းဟန်စ်နဲ့အတူနေဖို့ထွက်သွားတဲ့တမီးဖြစ်သူကာလာကိုစိတ်တွေစိုးနေကြတာကြာပါပြီ။ အခုတော့သူမဟာ အစီအစဉ်တစ်ခုနဲ့ရောက်လာခဲ့ပါတည်းဒီညကျရင်ငါသမီးကိုပြန်ခေါ်သွားကြမယ်နင်တို့ကအဲ့ဒီတရဝါကိုဖမ်းပြီးထောင်ထဲထည့်လိုက်ကြအိုင်လုံးနေညတကောင်ရံမှာလာမင်းကြီးထွက်လာပြီးလင်းဖြာနေခဲ့ပါပြီမိဖုရားနဲ့သူမရဲ့စက်တီတော်တွေဟာဟန်စီရဲ့နေအိမ်စီကိုခိုးချောင်ခိုးဝဲသွားခဲ့ကြပါတယ်အမလေးလေငါကလေးလေးကအိုက်ထဲမှာနေနေခဲ့ရတာပေါ့ဟွန်း သူမကိုခုချက်ချင်းသွားခေါ်ထုတ်လာခဲ့ကြကြီးစစ်သားတွေက အထဲကိုအသာလေးဝင်လာကြပြီးအိပ်ပျော်နေတဲ့မင်းသမီးလေးကို အခန်းအပြင်ဘက်စီညင်သာစွာခေါ်ထုတ်ခဲ့ကြတာပေါ့သူမမနိုးသွားစေဖို့ရထားလုံးမော်ကိုဂယုတစိုက်တင်ပေးလိုက်ပြီးနန်းတော်စီကို ပြန်လဲထွက်ခွာလာကြပါတော့တဲ့အဲ့ဒီအချိန်မှာဟန်စ်ကနိုးလာပြီးလန့်သွားခဲ့ပါတယ်အိုးနေပါအောင်နေကြပါအောင်ကာလာရေး အမေအသေးလေးကာလာရဲ့အခုအရာရာကကောင်းမှုဖြစ်လာအမလေးပလုတ်တော့အမ်တသမီးဖမလဲဟင်အမေဖဲကနေဘလို့ရှူရှူအဆင်ပြေပါတယ်အမေသမီးကိုကယ်လာတာသမီးကိုကယ်လာတယ်ဟုတ်လားမဖြစ်ဘူးမဖြစ်ဘူးဟန်းချောဖမလဲဩတူလားသူ့ကိုအဝေးပို့ပြီးထောင်ချပြစ်မှာလေစစ်သားတွေအသိန်းဆောင်နေပြီသားနေအောင်လေဟဲ့ကာလာကာလာရေကာလာက အေးဆက်မောင်မိုက်တဲ့တစ်တော်အုပ်ကိုဖျက်တမ်းပြေးလာခဲ့ပါတယ်။ငါတို့စီကိုအချိန်မီရောက်မှဖြစ်မယ်။ဟန်းစီပြေးရင်ပြေးရင်နေပဲ။သူမဟာအတန်တချို့ကိုကြားလာခဲ့ပါတယ်။ဇက်သားတွေကဟန်းစ်ကိုအဝေးပို့ဖို့လုံနေကြတဲ့အချိန်ပေါ့။ရက်စန်းသူ့ကိုထားခဲ့။ကာလာကျမစိတ်မကောင်းလိုက်တာဟန်းစီ။မိဖုရားကမင်းသမီးရဲ့နောက်ကနေလိုက်လာခဲ့ပါတယ်။ကာလာ အဲ့ဒီတရဝါကောင်ကိုထားခဲ့စမ်းလို့ငါပြောနေတယ်နော်။သူ့နာမည်က Hans ပါ။သူကတရဝါကောင်မဟုတ်ဘူး။နင်သူ့ကိုထားခဲ့စမ်း။မဟုတ်လို့ကတော့ငါနင်ကိုအိမ်အတင်းပြန်ခေါ်သွားမယ်။ဘာဘာလဲဟာ။အဲ့ဒီအချိန်မှာဘေးတနီယာဇေကနေဟိဟောက်တန်ကြီးကတောအုပ်တခွင်ကျဲလောင်လာခဲ့ပါတယ်။ခြုံရွယ်ပိတ်ပေါင်းတွေကြားကနေထွက်ပေါ်လာတယ်။ကြားကြီးတကောင်ရဲ့မျက်လုံးတွေဟာဝင်းလက်နေခဲ့ပါတယ်။အာမင်းသမီးကိုကောက်ွယ်ပေးကြစမ်း။ မဖြစ်ဘူးဟန်းစီကာလာရေမလာနဲ့လေကြာကြီးကဟန်းစီကိုခုံထွက်လာတဲ့တစ်ချိန်တည်းမှာရင်ကာလာကဟန်းစီကို ပြေးလာခဲ့တာပါဘယ်သူမှစိတ်မကူဘူးတဲ့အရာတခု ဖြစ်လာခဲ့ပါတော့တယ်သူ့ကြောပေါ်ကစူရီဟာတောက်ပလာခဲ့ပြီးသူတို့ကိုဝန်းရံထားခဲ့တာပေါ့တောက်ပနေတဲ့လင်းရောင်စင်တွေဟာကြားကိုထိတ်လန့်စေပြီးအဝေးကိုထွက်သွားစေပါတော့တယ် နှစ်ယောက်စလုံးလဲအသက်ဘေးမှလွန်မြောက်သွားခဲ့ပြီပေါ့ Hans oh Hans ye Hans ကလူသားတယောက်ဖြစ်သွားခဲ့ပြီသူ့ဆူတောင်တွေနဲ့နှကောင်းကြီးကလည်းအားလုံးပျောက်ကွယ်သွားတဲ့ကွယ်ဒါဘလို့ဖြစ်အာဟုတ်သားပဲဆွဲတီချိုးပြတ်သွားပြီဆွဲတီက Hans ပေါ်အံ့ဩမှုကိုပေးအပ်ခဲ့ပါတယ် Hans ရဲ့အဆုံးမရှိတဲ့ကြံနာမှုနဲ့ကာလာရဲ့ရေဆွမ်းတက်တီကိုမျက်မြင်တက်တီမြင်ခဲ့ကြရတာမို့ ဆုလက်အဖြစ်နှစ်ဦးသားကိုကယ်တင်လိုက်တာ ဖြစ်ပါတယ်ကွယ်။ဟန်းစ်ရဲ့ကျင်းစာဟာ အဆုံးသတ်ခဲ့လေပြီပေါ့။မိဖုရားကြီးကသူမရဲ့အပြုတ်မှုတွေတောင်းမန်တဲ့အနေနဲ့ဟန်းစ်ကိုနန်းတော်ရဲ့ရွှေပြောင်းနေထိုင်ဖို့တောင်းဆိုခဲ့ပါတယ်။အခုဆိုရင်တို့မှာစကားပြောစရာလူတွေမိတ်ဆွေတွေရရှိနေပါပြီ။ဒါပေမဲ့သူခရူးအဆိုင်ဆုံးကတော့ကာလာပဲဖြစ်ပါတယ်။ ဒေလုံနေပဲအချိန်တွေကုန်လွန်လာခဲ့ကြတဲ့အခါနှစ်ဦးသားဟာလက်ထပ်ခဲ့ကြပါတော့တယ်။ဟန်းစီတားလီသူတို့အရင်ပြောနေကြပုံပဲနော်။ကိုလည်းအဲ့လိုဖြစ်ဖို့မျှော်လင့်တာပါ။ကိုကမြစ်တာတွေအများကြီးထားခဲ့တဲ့မိဘတွေပါပဲ။ရှင်းအတွက်သာမဟုတ်ခဲ့ရင်မတူညီ क्वे ပြမှုကြောင့်ခွဲခြားဆက်ဆံခံရတယ်ဆိုတာဘယ်လိုလဲကျမသိရမှာမဟုတ်ပါဘူး။အခုတော့ကောင်းကောင်းကြီးသိခဲ့ပြီ။ ကျမဘယင်မဖြစ်လာတဲ့အခါကျရင်တော့ကျမရဲ့နိုင်ငံကိုပိုကောင်းတဲ့နီလန်းတွေနဲ့အုပ်ချုပ်ရဖို့ပဲမျှော်လင့်မိတယ်။ကွဲပြားတယ်လို့ခန်းစားနေရသူတွေအတွက်ဆိုရင်မင်းဟာခမ်းနားတဲ့ဘယင်မတစ်ပါးဖြစ်နေမှာပါကွယ်။ရှင်သာကျမဘေးမှာရှိနေတေချာပေါအဲ့လိုဖြစ်ရမှာပေါ့ရှင်။ဘယ်လိုပင်မတူညီကွဲပြားပါစေအောင်။ဘဝကိုဘယ်တော့မှ အရှုံးမပေးဘဲရင်ဆိုင်ဖြတ်ကျော်ဖို့ဟန်စ်ကတက်တည်ပြခဲ့ပါပြီ။ဒါကြောင့်တယောက်နဲ့တယောက်ဘယ်လိုပဲ မတူညီဘူးဆိုရင်တော့ တို့တွေအားလုံးဟာအကျဉ်းနာတရားနားလည်မှုနဲ့ချစ်ချင်းမြတ်တာတွေကိုညီတို့မြတို့ခံစားရရှိဖို့တတိယပေးရမယ်နော်ကလေးတို့ရေ